ပွင့်ဖြူမျိုးနဲ့အရှိလေးအိမ်ကြီးကျေးရွာကလေယာမြေလုတ်ပိုင်ခွင့်ပုံစံခုနှစ်ရရှိပြီးသားလေအေက9အေကကျော်ကိုမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အမှတ်နဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နဲ့နှုံမိန်ကြောင့်ပြန်လည်စစ်ဆေးခြင်းခံနေရပါတယ်ဒီသတင်းကိုတော့ဇော်ဖေးကပေးပို့ထားပါတယ်ရှင်2016ခုနှစ်6လပိုင်းကမကွေးတိုင်းဒေသကြီးအစိုးရကမူလပိုင်ရှင်ကိုလေယာမြေလုတ်ပိုင်ခွင့်ပုံစံခွန်ချထားခဲ့ပေမဲ့ပွင့်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အမှတ်နဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်က နှုတ်မိတ်နဲ့ပြန်လည်စစ်ဆေးခိုင်းတာကြောင့်မူလပိုင်ရှင်ဖြစ်သူကမကြေမနက်ဖြစ်နေတာပါတိုင်းဒေသကြီးဆိုရမှာကျမတို့2016 6လပိုင်း16နှစ်နေအနိုင်နဲ့ပုံစံခွင်ဟိုလေးရမီလောက်ပိုင်ခွင်လက်မှတ်ပုံစံခွင်ရရှိခဲ့ပြီပါ2016 6လပိုင်း24ရက်နေ့မှာလည်းရင်းပဲကြောင်ရှုံနှိမ့်သွားပြီဆိုတော့ဥထုံးတာကိုလည်းစားထွက်ပြီးပြီဖြစ်ပါတယ်။အဲ့ဒါကိုရခိုင်အုပ်ချုပ်ရေးမှုဖြုတ်ပြီးတော့နောက်အုပ်ချုပ်ရေးမှုတက်ရောက်ခါမှာ 嗯，说到过年月内过十来，我们说到过十来五点上，嗯，的过年月内，除非用温水了嘛，我烧圆木温水了嘛，原来不要是这开嘛的，哎，这嘛南亚味啦，我找的，那没的，那没的是这开嘛的，这嘛南亚味的欧洲原来呢不要是谁了，这嘛弄我们进来吧。 ဥပဒေကြောင်းအရတိုင်းခရိုင်တွေကနိုင်ပြီးပြီးသားအမှုကိုပြန်လည်စစ်ဆေးနေတာတွေဟာမဖြစ်တင်ဘူးလို့ကြေးရွာလေယာမြေစစ်စီရေးကော်မတီအဖွဲ့ဝင်တဦးကသုံးသပ်ထားပါတယ်စစ်ဆေးခါကြောင့်ကျွန်တော်ဒီဥစ္စာမှုအသစ်ဒေါ်တန်တာကိုပြောပါတယ်ဒီအမှုကကျွန်တော်တို့မင်းဘူးနဲ့မကွေးရနေအနိုင်ပြီးပြီးသားကိစ္စကိုဘာလို့ပြန်လည်စစ်ဆေးရတာလဲလို့ပြောတဲ့ခါကြတော့ဒါကျွန်တော်တို့ဝင်ပြီးဟာအမလောက်ဥဒင်းဆန်းနဲ့ဥစ္စာနေပြီးတော့ ပြန်လဲသေးသေးခိုင်းလို့ဆေးရပါတယ်မစစ်လို့လဲကျမကိုလဲစူပါတယ်လို့သူကပြောပါတယ်အဲ့တော့ဒီမိုးကဆေးရတဲ့ခါမှာကျွန်တော်လက်မှတ်ထိုးမှတ်နေထားမှာကျွန်တော်မထိုးရဘူးအမှုကနိုင်ပိစားဖြစ်နေတဲ့အတွက်နောက်ဖြစ်လိုက်ပြန်လာဆိုတော့ဘလို့ဖြစ်မှတော့မသိဘူးမထိုးရဘူးလို့ကျွန်တော်မျက်မှတ်ခဲ့ပါတယ်ဒါပေမဲ့ဒီဥသိမှုဒေါ်သန္တာကသူတာဝန်ယူပါတယ်ရဲဝန်တာပို့ပါဆိုတော့အဲ့တော့အမှုကဆက်လက်စစ်ပါတယ်ဆက်လက်စစ်ကတော့ဒေါ်မြင့်ဆန်ကိုသူကပြောပါတယ်ဒီမိုးကဘယ်သူမှဆက်နေမှာမဟုတ်သေးပါဘူးတဲ့အဲ့ဒေါ်မြင့်ဆန်ကတော့မေးပါတယ် အဆုံးလည်းမဟုတ်လို့ဒီဘယ်လိုပြောရလဲဆိုတော့ဆိုစကားရပ်ပါတယ်ကျွန်တော်တို့ကတော့ဒီကျွန်တော်တက်ကျွမ်းတဲ့ဟိုဟာကျွန်တော်ပြည်မျိုးရေစဲဌာနဟိုဟာမဲခုပြည်စဲဌာနတိုင်းဒေသရဲ့ရေစဲဌာနရဲ့ဆုံးဖြတ်ပြီးသားကိစ္စဥပဒေနဲ့ညီဆုံးဖြတ်ခဲ့တဲ့ဟာကိုဘူးမှအစ်စ်ပြန်လုပ်ရမယ်ဆိုတော့ကျွန်တော်ကဒါလုံလဲမလို့ရဘူးသဘောလည်းမကြဘူးအမှုရှိဖြစ်လာရင်တစ်ခါတာနိုင်ပြလို့ရတယ်နောက်ခါသူတရားကိုပြန်နိုင်ပြလို့မရပါဘူးအဲ့အမြင်တော့ကျွန်တော်သိပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမိမှုခရိုင်မြေစင်းဥစည်းဌာနကိုဆက်သွယ်မိတဲ့အခါ တာဝန်ရှိသူတို့ကတိုင်းဒေသကြီးအစိုးရကချထားပေးပြီးသားကိုမြို့နယ်အဆင့်မှာတဲ့လုပ်လို့မရနိုင်ကြောင်းပြောပြပါရစေ။ကျွန်တော်ဇော်ဖေပါ။